United အသင်းကြီးပြအာမိုရင်ကအသင်းအနေနဲ့ Premier League ပြိုင်ပွဲမှာဆိုးရတဲ့ပုံစံဆက်ပြီးရှိနေရင်သူထွက်ခွာသွားနိုင်တယ်လို့ဝက်ဆမ်အသင်းကိုငကိုးကိုမရှိတဲ့အရေးနိုင်တဲ့ပွဲပြီးမှဝန်ခံခဲ့ပါတယ်။အာမိုရင်ကလက်ရှိအခြေအနေကရှက်ဖို့ကောင်းပြီးလက်ခံဖို့ခက်ခဲပါတယ်။ United လိုအသင်းအနေနဲ့ပွဲရှုံးရမှာကိုကြောက်ရွံ့မှုမရှိတော့ဘူးဆိုရင်ဒါကအသင်းကြီးတွေအတွက်အန္တရာယ်ရှိဆုံးအရာပါ။ဒီမှာရှိတဲ့လူတိုင်းအနေနဲ့ကိစ္စအများပြားကိုလေးလေးနက်နက်စဉ်းစားဖို့လိုပါတယ်။လူတိုင်းကဘိုလ်လူပွဲအကြောင်းကိုတွေးနေပေမဲ့တိတက်ပူကြီးမတဲ့စဉ်းစားစရာတွေရှိပါတယ်။ကျွန်တော်တို့ကဒီလိုမျိုးတွေနောက်ရာသီမှာရှိမှာမဟုတ်တဲ့အတွက်နေရာသီမှာ များတံမာပြီးတတိရှိဖို့လိုပါတယ်။ပြောင်းလဲမှုမလုပ်နိုင်ရင်တော့မတူညီတဲ့လူတွေကိုနေရာပေးတင်ပါတယ်လို့ပြောခဲ့တာပါ။ United အသင်းရဲ့ West Ham အသင်းကိုအရေးနိုင်ပြီးတဲ့နောက်တရားသီး Premier League ပွဲစဉ်36ပွဲကစားပြီးမှ18ပွဲအထိရှုံးပွဲကြုံတွေ့ကအမပေးစရာအဆင့်16နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ဒီပြအာမရင်လက်ထက်မှာ Premier League ရှုံးပွဲ73ပွဲအထိကြုံတွေ့ထားတဲ့ United အသင်းဟာ January 26ရက်နောက်ပိုင်းကစားထားတဲ့ပွဲဒီမှာ Leicester နဲ့ Ipswich အသင်းတွေကိုသာအနိုင်ရယူနိုင်ခဲ့တာပါ။ United အသင်းဟာနောက်ဆုံးကစားခဲ့တဲ့ Premier League 9ပွဲစလုံး9ပွဲပျောက်ဆုံးနေခဲ့ပြီးအဆိုးရွားဆုံးအခြေအနေနဲ့ကြုံတွေ့နေရ တာဖြစ်ပါတယ်။ United တင်ရ1994ခုနှစ်ကဒုတိယတန်းကိုတန်းဆင်းပြီးနောက်ပိုင်းလက်ရှိရည်တည်မှုဖြစ်တဲ့အဆင့်16ကသူတို့ရဲ့လိမ္မာအဆိုးရွားဆုံးအဆင့်ရည်တည်မှုဖြစ်နေတာပါ။ Manchester Club ဟာ Premier League မှာရလက်တွေစိုးနေပြီးမြေ Europa League ပိုလူပွဲကိုတက်ရောက်ထားပြီး Spartan နဲ့ရှင်မြန်ရမှာဖြစ်ပါတယ်။ United တင်ဒီပြအာမိုရင်ကသူအားပိုလူပွဲအတွက်စိုးရင်မှုမရှိဘဲလာမယ့် Premier League ပွဲမှာအများကြီးတိုးတက်မှုရှိအောင်လုပ်ဖို့လိုတယ်လို့ပြောခဲ့တာပါ။ United တင်ရလာမယ့် Premier League ပွဲစဉ်ဖြစ် Chelsea တင်နဲ့ရှင်မြန်ရမှာဖြစ်ပါတယ်။